ဒီနေ့ကတော့ဓပုံလေးကို timeless တိုက်ပြီးတော့ဗီဒီယိုပြန်လုပ်မှာပဲဖြစ်ပါတယ်ဓပုံလေးဓပုံချင်းဓပုံချင်းတွေရိုက်ပြီးတော့ဗီဒီယိုလုပ်ထားတာပဲဖြစ်ပါတယ်အားလုံးမောင်းတော့ဘယ်နှပုံရိုက်ဖြစ်မလဲတော့မသိသေးဘူး shutter ကောင်းနှမျောတက်တဲ့လူဆိုရင်တော့ timeless video ရဲ့ဟိုအဆင်မပြေဘူးပေါ့နော် individual timer ဆိုတာကအလွယ်တကူပြောရမယ်ဆိုရင်ဟိုဒီဘက်ဘယ်နှပုံရိုက်မယ်ဒီဘက်နဲ့ဒီပုံကိုဘယ်လောက်ချားမယ်ပြီးရခါကျတော့ဒီစမစားပြီးဖေးချိန်မှာစုံးမယ်ပြောပေါ့နော်ဆိုတော့ individual time shooting က timeless လို့ဒီ cloud season လို့ star season လို့ရိုက်မယ်ဆိုလို့ရှိရင်တက်ပုံကနေ promotion တွေပြောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရိုက်လို့ရတာဖြစ်ပါတယ် interpretation နဲ့ရိုက်ပြီးဆိုရင်ဘာသက်သာလဲဆိုတော့ကျွန်တော်တို့က ဝေရက်စင်နဲ့ဆက်တင်လေးကိုထင်ပြီးသွားဆိုရင်ကျွန်တော်ထွက်ပေါ်ကိုတင်ထားလိုက်ဆန်နာဘောင်းကလုံးဆံမလို့ပူပေးထားတဲ့ဆက်တင်တိုင်း10စက္ကန့်ကိုဘယ်နှပုံဒီပုံနဲ့ပုံရဘယ်လောက်ထားပြီးတော့ရိုက်သွားမယ်ဆိုတာဖြစ်ပါတယ်ဒီနေ့ကတော့10စက္ကန့်ကိုပုံ30နဲ့ရိုက်တယ်ပေါ့နော်10စက္ကန့်ကိုပုံ60ဆိုလို့ရှိရင်အများရိုက်နေမှာဆိုလို့10စက္ကန့်ကိုပုံ30နဲ့ထားလိုက်တယ်ပေါ့30 frame per second နဲ့ရိုက်တော့10စက္ကန့်ကိုပုံ30နဲ့ရိုက်ရမယ်အခုလုံးလုံးစေကျွန်တော်ရိုက်နေတာက 300ကျော်ဝပြီဆိုတော့ရှင်ဒါတွက်လိုက်လို့ရှင်10 second လောက်ဒါလောက်ရအောင်ပေါ့နော်အဲ့လိုလေးတော့ရှင်ရတယ်ကိုကဘယ်နှမိနစ်လိုရင်းလဲဘယ်နှ second လိုရင်းလဲကိုတခါလေးတွက်ပြီးရရအောင်တခါလေးကြလို့ရှင်လိုရင်းလဲလိုလိုပြင်ပွားပေါ့နော်အစတည်းကချိန်ကြီးရိုက်နေတော့အကောင်းဆုံးပဲဖြစ်ပါတယ်ဒီ interval time မပါဘူးဆိုရင် remote ဝယ်ပြီးတော့ရဲလို့ရပါတော့ interval time ကတော့ Sony မှာပါတယ် Nikon မှာပါတယ် ကဲနမဆိုတော့မရှိဘူးเนาะတချို့ကင်မရာတွေမှာဆိုလို့ရှိရင်လည်းပါတယ်ပါအောင်ဆိုလို့ရှိရင်လည်းကျွန်တော် remove ဝယ်ပြီးွားတော့အကူရိုက်ရှင်တဲ့ frame ရေအတွက်ရဲ့အချိန်ရေကိုအဲချားပြီးွားရဲ့လို့ရတယ်ကောင်းလာတော့ billing ကင်မရာတွေမှာပါပြီးသားဆိုရင်ကျွန်တော်တို့ timeless ရိုက်တဲ့အချိန်မှာအရင်အဆင်ပြေရဲ့ interval time ကို setting လုပ်မယ်ဆိုလို့ရှိရင်ဒီ shooting မှု number 4မှာပေါ့နော် number 4မှာကျွန်တော်တို့ဝင်လိုက်အဲဒီမှာ interval shoot function လေးပေါ့နော် အဲ့လိုနှိပ်လိုက်ပြီးတော့ကျွန်တော် interview ကို online မှာ shooting start တန်းရအောင်ကျွန်တော်အခုစမယ်ဆိုလို့ရှိရင် shutter ဒီ shutter clock လေးနှိပ်ပြီးသွားပြီဆိုတော့ねဘလောက်နေတဲ့အချိန်မှာစပြီးတော့ shutter shutter clock ကို release လုပ်မယ်ဆိုတဲ့ဟာပေါ့နော်တပုံနဲ့တပုံကြားကို ချားမယ်ဆိုရင်တော့ကျွန်တော် shooting interval နဲ့ချိန်လို့ရပါတယ် number shot ကတော့ကျွန်တော်ကပို့ဖို့လို့900လောက်ပေးထားတယ်တကယ်တကယ်တော့900တော့မရိုက်ဘူးတစ်စက္ကန့်ကို30 frame ဖြစ်တဲ့ကြောင့်ကျွန်တော်ပုံ90ဆိုရင်30စက္ကန့်လာဖြစ်သွားမှာအခုဒီတိုင်းဆိုရင်ပုံ900ရိုက်မယ်ဆိုရင်သူ automatic တွက်ချက်ပေးထားတာ29မိနစ်ကြာမယ်ဆိုတဲ့သဘောပဲပြီးသွားပြီဆိုရင်ရိုက်မယ်ဆိုရင်ကျွန်တော်တို့ shutter clock နှိပ်လိုက်တာနဲ့ရိုက်သွားမယ်အခုဒါဆိုရင်ကျွန်တော်ရက်ပြီပေါ့နော်ရက်ပြီဆိုရင် shutter clock တစ်ချက်နှိပ်လိုက်လို့ရှိရင်ဒါရက်သွားပြီပေါ့နော် interval time setting ကတော့ ဲ့လိုလုပ်ရပါတယ်။နေဝင်တဲ့အချိန်ကိုကျွန်တော်တို့စောင့်ရိုက်မယ်ဆိုလို့ရှိရင်နေရ9နာရီ40မှာဖွင့်မယ်ဆိုလို့ရှိရင်ဟိုက4နာရီဆိုလို့ရှိရင်နောက်ထပ်9နာရီ40နေလို့ရှိရင်ကျွန်တော်တို့အဲနေဝင်မယ်အဲ့ဒါတွေကိုစောင့်မိရိုက်မယ်ဆိုလို့ရှိရင်9နာရီ40ကို9နာရီ40မှာစရိုက်မယ်ဆိုပြီးတော့တိုင်မှာပြေးခဲ့လဲလို့ရတယ်။ timeless ဆက်ပြီးဆိုတဲ့အချိန်ကြောက်လို့ရှိရင်ကျွန်တော်တို့ factory က grid နဲ့သုံးတာကို perform မယ်။အထူးသဖြင့်ကင်မရာကိုထားခဲ့မယ်ဆိုရင်မဟုတ်ကင်မရာမထားခဲ့ဘူးဆိုရင်လို့ရှိရင်တော့ လူကအခုကျွန်တော်လိုမျိုးပေါ့နော် ရှိနေမယ်ဆိုတော့ပြဿနာမရှိဘူးတောထဲမှာသွားပြီးတော့ရိုက်တယ်ဟာသဘာဝတရားကိုရိုက်တယ်ဆိုတော့ဖာမီကြလို့ရှိရင်ကင်မရာကိုထောင်ထားခဲ့လို့ရပါတော့ဒါဆိုတောတောင်သဘာဝထဲမှာကျတော့ရှင်နေနေနေဖြစ်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကင်မရာကိုထားခဲ့ပြီးတော့တိုင်မှာပေးပြီးရိုက်မယ်ဆိုရင်ရိုက်လို့ရတယ်တခြားတောကောင်တွေတတဝါတွေကလာပြီးတော့အနောက်ချက်တွေတိုက်မိတာတွေပါကြောက်ကျွန်တော်ရဲ့ logic ကတော့ကိုရိုက်နေတဲ့ frame ကိုအနောက်မှာအမြဲတမ်း ထိုင်ပြီးတော့ကြည့်နေရတဲ့ခါကပို့ပြီးတော့စိတ်ချတယ်နော်ဘာလို့လဲဆိုတော့ကင်မရာကဘာတွေခိုက်နေလဲဘာတွေလုံးနေလဲဆိုတော့ပေါ်တန်းသိရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီခါကိုပို့ပြီးတော့အလေးထားတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘယ်နဲ့တိုင်မှနဲ့ထားခဲ့လိုက်မယ်ဟိုအဆင်ပြေမှာထင်တယ်ဒါပေမဲ့ပြန်လည်းပြန်လာအောင်ပုံကမရဘူးပေါ့နော်ထားကြတဲ့မှာတကယ်ကုန်တာတို့ကက် error တို့ တခြားတခြားသောကင်မရာကိုတိုက်မိတာကိုတခြားတခြားသောမျိုးလေးတော့အကြောင်းအရာမျိုးကိုယ့်ရဲ့ရှုကပြတ်သွားတယ်ဆိုလို့ရှိရင်ဟိုမသိရတော့ဘူးဖြစ်တော့မှာနော် interval timer ပဲရိုက် timeless ပဲရိုက်ကိုရိုက်နေပြီဆိုရင်ရိုက်နေတဲ့အကြောင်းအရာပုံမူတည်ပြီးတော့ကင်မရာနောက်မှာအမြဲတမ်းရှိနေရမယ်ဒါကတော့ကျွန်တော်လွတ်ချက်ပေါ့နော်ဘူဒီဟောင်းတော့ tripod နဲ့ရိုက်တာဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ကအငြိမ်မဲရမယ်တကယ်လို့များအငြိမ်မဲရိုက်ချင်အောင်ကျွန်တော်လှုပ်ချင်တယ်ဆိုလို့ရှိရင်နော်တစ်စက္ကန့်ဟုတ်တစ်ပုံလုံးနဲ့ကျွန်တော်တို့ကရွှေ့ပြီးရိုက်မယ်ဆိုလို့ရှိရင်လည်းရလို့ရတယ်ပေါ့နော်ဒီလှုပ်ရဖို့ကတော့ကျွန်တော်တို့ကတပုံရိုက်တယ် 你家的花树也呢？我们家偏西边，偏西边一点嘛。 ဟုတ်ပါလားဒီနေ့က day 2ပါ day 2မှာလည်း timeless ပဲရိုက်တယ် timeless ကတော့ထုံးစံနိုင်မယ်တပုံချင်းတပုံချင်းရိုက်တယ်တစ်ခါတလေမှာ interval time နဲ့ setting ပေးပြီးတော့ရိုက်ထားရှိရဲ့ motion လေးတွေပါခြင်းနဲ့ဆွဲချိန်ကြလို့ရှိရင်တော့ကိုယ့်ဘကိုကင်မရာကိုတပေစီခြေတလန်းခြေတလန်းစီရွှေ့ရွှေ့ပြီးတော့ရိုက်တဲ့ခါမျိုးလေးလည်းရှိရပါတော့။ပုံသေးနီးရလို့တော့မရှိဘူး။30 frame per second နဲ့ edit လုပ်မယ်ဆိုလို့ရှိရင်10 second သာတော့ဓာတ်ပုံ ပုံ30ရဲ့မှာပဲဖြစ်တယ်တကယ်လို့များ60 fps နဲ့ edit လုပ်မယ်ဆိုလို့ရှင်10 second တော့ပုံ60ပေါ့နော်အဲ့လိုရဲ့မှာပဲဖြစ်တယ်ဒီ project တစ်ခုလုံးကို30 fps ပေါ့နော်30 frame per second နဲ့ရိုက်တာဖြစ်တဲ့ကြောင့်မလို့10 second သာရဖို့တော့ကိုပုံ30ရဲ့လုံးလုံးနဲ့တော့ရိုက်တဲ့ပုံအားလုံးပေါင်း3000တော့ရှိသွားပြီပေါ့နော် chapter ကောက်နှမျောမယ်ဆိုလို့ရှင်တော့ဒါကရိုက်လို့အဆင်မပြေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲအများကြီးတက်ပုံအများကြီးရိုက်ပြီးတော့ မပြန်ပေါင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှက်တကောက်နှမျောတဲ့ဟာမျိုးဆိုရင်တော့အဆင်ပြေပါမဟုတ်ဘူး။အကောင်းကောင်းလေးရိုက်ချင်ရိုက်ချင်သလောက်ပေါ့နော်။ဟိုမနေ့ကနေညပြောင်းသွားတယ်ဆိုရင် effect မျိုးဆိုလို့ရှိရင်အများကြီးရရကောင်းရရနိုင်တယ်။ interval time မအောင်သုံးမျိုးကတော့ timeless to motionless လို့ရိုက်တဲ့အကြောင်းကတော့ဒီလောက်ပါပဲ။မရှင်းတာဆင်မပြရှိရင် comment မှာမေးခဲ့လို့ရတယ်။နောက်တစ်ဗီဒီယိုမှာတွေ့မယ်နော်။